အမေရိကန်ကားကုမ္ပဏီ Tesla ကသမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်တင်းချက်မှုကြောင့်အမေရိကန်ကုမ္ပဏီတွေကိုတခြားနိုင်ငံတွေကအခွန်တိုးပြီးလက်တော့ပြောင်းမှုနဲ့ရင်ဆိုင်ရမယ်လို့သတိပေးပါတယ်။တဆာရဲ့မှတ်ချက်တွေကတော့ထရန့်ရဲ့အခွန်စီးကျမှုကြောင့်အမေရိကန်စီးပွားရေးသမားအများစုကစိုးရိမ်နေပါဗျ။ Tesla CEO Elon Musk ဟာထရန့်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးအစိုးရထိရောက်မှုဌာနကိုဦးဆောင်နေသူလည်းဖြစ်ပါဗျ။ဒီတရေပေးချက်ဟာ Tesla ကုမ္ပဏီရဲ့ letterhead နဲ့ထုတ်ခဲ့တာဖြစ်ပေမဲ့လက်မှတ်မပါဝင်တာကြောင့်ဘယ်သူရေးသလဲဆိုတာကိုမသိရပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး Tesla ကအမှတ်ချက်ပေးတာမျိုးလည်းမတွေ့ရသေးပါဘူး။ဒီမှတ်ချက်တွေဟာ American ကုန်သွယ်မှုကိုယ်စားလှယ်များရုံးကိုပေးပို့ခဲ့တဲ့စာထဲမှာပါတဲ့အချက်တွေပဲဖြစ်ပါတယ်။နေဆွဲကအင်္ဂါနေ့နေဆွဲဖြစ်ပြီး American ကုန်သွယ်မှု policy နဲ့ပတ်သက်ပြီး company တွေကိုပေးပို့တဲ့ရာနဲ့ချီတဲ့စာတွေထဲမှာပါဝင်ခဲ့တာပါ။ဒါဟာအမေရိကန်ကတခြားနိုင်ငံတွေကိုတင်သွင်းတဲ့လက်စစ်ကားတွေပေါ့အခွန်တုံးမြင့်တာကိုလက်တုံပြန်တဲ့အနေနဲ့တက်ဆာကားတွေကိုအထူးကပြတ်မှတ်ထားလက်တုံပြန်မှုကနေရှောင်နှိုင်းနိုင်မှုအစမ်းရှိနေပါတယ် ထရန့်ကဧပြီလအစောပိုင်းမှာတခြားနိုင်ငံတွေကနေတင်သွင်းတဲ့ကားအစိတ်ပိုင်းတွေနဲ့ကားတွေကိုအခွန်တုံးမြှုပ်မှုစဉ်းစားနေပါတယ်။အဲ့ဒီလိုဖြစ်လာရင်တော့တက်ဆာအတွက်ပြည်ပကတင်သွင်းတဲ့ကားအစိတ်ပိုင်းတွေရဲ့ဈေးနှုန်းလည်းမြင့်တက်လာမှာပါ။ဒါကြောင့်တက်ဆာကားအစိတ်ပိုင်းတွေဟာပြည်တွင်းမှာရရှိဖို့ခက်ခဲတယ်လို့သတိပေးထားပါတယ်ခင်ဗျာ။